အလုံးငလာပါခင်ဗျာအော်တိုဘာလ၈ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီနေ့သတင်းလေးမှာတော့ဒါပြီးခဲ့တဲ့သတင်းကျုပ်ပိတ်ရပေါ့နော်အားလိုက်ရအကုန်လုံးပဲပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဆင်နွှဲကြတယ်ကျွန်တော်ကိုယ်တိုင်လည်းတမန်တလေးပြင်ဦးလိမ်ကိုတရက်မဟုတ်ဘူးတညခကြီးကျွန်တော်သွားခဲ့တယ်တရက်တည်းတရက်တည်းသွားခဲ့တာပေါ့နော်ရောက်ပြန်ဆိုတဲ့အချိန်ကြီးအချိန်ကြီးမြင်ခဲ့ရတယ်အလုံးနီးပါးအချိန်ကြီးမြင်ခဲ့ရတယ် ြင်ဦးလင်ကိုကျွန်တော်ညပိုင်းရောက်သွားတယ်။ညရောက်တဲ့အချိန်မှာကံတော်ကြီးရဲ့ရောက်တယ်။အဲ့ဒီမှာပြောပြောချင်းချင်းဆင်နွှဲနေကြတယ်။ဘီဘုံမြန်အချို့လွတ်တင်တဲ့သူတွေရှိတယ်။အဲ့ဒီထက်မှကျင်းပနေတဲ့ဂီတပွဲတော်ကိုဆင်နွှဲနေတဲ့သူတွေရှိတယ်။ဒါကျွန်တော်တို့ကတော့အဲ့ဒီပွဲတွေဝင်မဆင်နွှဲဘူးပေါ့နော်။ပတ်ပြီးကြည့်တယ်။ပြန်လာခဲ့တယ်။မန္တလေးမှာညာရိုက်တယ်။နောက်နေ့မနေ့ကျတော့မန္တလေးမြို့ပေါ်မှာရှိတဲ့စတစီတီပထိုးတွေကိုလိုက်လံဖူးမြော်တယ်။ အဲကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတွေနဲ့ပေါ့နော်အဲလိုင်းလက်ဖူးမြော်တဲ့အချိန်မှာလူတော်တော်စီကားတော့မြင်ရတယ်တော်တော်လေးကမှစီကားများပြတယ်နော်တော်တော်လေးကိုစီကားများပြတယ်ပြည်သူတွေအနေနဲ့မွတ်ချက်နေတဲ့လူမှုပတ်ဝန်းကျင်မှာနော်အနေထားရုံမျိုးစုံမြင်ရအဲ့လိုအခြေအနေမျိုးမှာဒီလိုရိုးရာဓလိထုံနှန်းဆင်လာပွဲလန်းတပင်တွေကပြည်သူတွေအတွက်စိတ်ဖြည့်စရာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ကျွန်တော်တို့မြင်ပါတယ်ဒါကဝမ်းသာစရာကောင်းပါတယ် နောက်ကဒီလိုပွဲလမ်းသက်ပင်တွေကျင်းပတာကမြန်မာယူရဓလိဖြစ်တယ်မြန်မာယူရဓလိမှာမှာဗုဒ္ဓဘာသာဝင်တွေရဲ့ဓလိကိုပြောလို့ရတယ်ဒါပေမဲ့ဗုဒ္ဓဘာသာဝင်တွေဓလိကိုမြန်မာနိုင်ငံမှာနေထိုင်တဲ့အများစုပြည်သူတွေကလိုက်ပါဆင်နွှဲကြတယ်သတင်းညွှန်မိထုံပွဲတော်မှာခရီးယန်ဘာသာဝင်တွေရောအစ္စလမ်ဘာသာဝင်တွေရောသွားကြလာကြဝေကြချမ်းကြပြောကြရှင်ကြစသဖြင့်လို့သွားကြတယ်ဒါကမုံမြတ်တဲ့ဓလိထုံတန်းတစ်ခုဖြစ်ပါတယ်ဒီလိုမုံမြတ်တဲ့ဓလိထုံတန်းတစ်ခုကို အဲတဖက်တော့တရားမဝင်ဘောနော်လက်နက်ကင်တော့ညင်းသူတွေကတော့မကြိုက်ဘူး။ဒါကြောင့်လည်းပြည်သူတွေပြောနေတာသူတို့မမြင်ချင်ဘူး။တောင်ကြီး ပြင်းလေမန္တလေးပဲခူးရန်ကုန်နေပြည်တော်လိုက်ကောစသဖြင့်ဒီလိုမျိုးတွေအကုန်လုံးနော်အကုန်လုံးဒီဘက်မှာပြည်သူအများပြပြောရှင်ကြတယ်အထူးသဖြင့်လက်နက်ကင်တောင်ညင်းသူတွေအများပြကြီးဆိုးတဲ့မျိုးလို့ပြောလို့ရတဲ့တိုင်းလို့ပြောလို့ရတဲ့စကိုင်းတိုင်းမျိုးတော့မုံရွာဟာလူပင်လေရုပ်ဖြစ်လို့ဆိုတော့ဒီတဲ့င်းကို တတော်များများသောပြည်ပြမိတွေရတယ်ဘယ်လိုဖော်ပြလဲ6800ရလို့ဒါမှမဟုတ်လို့ရှိရင်အတင်းအဓမ္မရက်ွက်တစ်ခုကိုလူ9ယောက်လာခိုင်းလို့ပွားရတာပါဆိုပြီးပြောကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလောက်လူများတဲ့ထောင်နဲ့တောင်နဲ့ချီတဲ့လူအုပ်ကြီးကိုဒီလိုလုပ်ဖို့ဆိုတာမလွယ်ကူပါဘူးเนาะမလွယ်ကူပါဘူးဒါကပြည်သူစစ်စစ်တွေဖြစ်တယ်အဲ့တော့အဲ့ဒီမှာနိုင်ငံဝန်ထမ်းတွေလည်းပါခြင်းပါမယ်အမျိုးမျိုးသောသူတွေကတရင်ကျွတ် ပွဲကိုဆင်နွှဲကြတယ်ပေါ့နော်။တချို့တော့လူတွေကဘာပြောကြလဲဆိုတော့မင်းတို့ပြောကြပါမင်းတို့ပဲမှတ်ပါတယ်ငါတို့ကမှားပါတယ်ဆိုပြီးပြောတယ်ပေါ့နော်။အဲ့ဒါကလက်နက်ကင်တဲ့သူတို့ပေါ့။အဲ့တော့ညီလေးတို့ကိုပြောချင်တာကညီလေးတို့ကိုဘယ်သူမှမရွေးချယ်ခိုင်းဘူးဒီလောက်။နော်တောင်းဆိုပြီးတော့ငါတို့ပြည်သူတွေကိုကာကွယ်ပေးပါနော်မင်းတို့လက်နက်ကင်တပ်ဖွဲ့ဖွဲ့ပါဆိုပြီးဘယ်သူမှတောင်းဆိုခဲ့ဘူးပြည်သူတောင်းဆိုမှုရာဖြစ်ပေါ်လာတဲ့အဖွဲ့မဟုတ်မင်းတို့မင်းတို့ပြောတဲ့စကားတွေမှာဘာပါလဲဆိုတော့ ပြည်သူတွေအေးချမ်းစွာနေဖို့အတွက်တို့ကအသက်နဲ့ရင်ပြီးတိုက်ပွဲဝင်နေရတယ်မခိုင်းပါဘူးမခိုင်းပါဘူးဘယ်ပြည်သူတွေမှမခိုင်းပါဘူးအဲ့တော့ကိုဘဝနဲ့ကိုရွေးချယ်ခဲ့တာမလားပျော်နေအခြားသောသူတွေရဲ့လွတ်လပ်မှုအခြားသောသူတွေရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပါနဲ့သူ့ဘဝနဲ့သူနေတာပါအဲ့တော့တချို့သောအကြံဖက်လူငယ်တွေကဒီလူအုပ်ကြီးတွေကိုဒရုန်းနဲ့ဘုံချဖို့ထီတောင်စိတ်ကူးကြတယ်တွေးကြတယ်ပေါ့နော်ဒါကတော့ဗီဒီယိုကြည့်တဲ့သူတွေပဲဒီကိစ္စကိုပြန်ပြီးတော့ပြောလိုက်တော့ကျွန်တော်တို့မပြောတော့ ကိုဘွားနဲ့ကိုလွလွလပ်လပ်ပျော်ရွှင်ကြတယ်ကိုဘွားနဲ့ကိုရွေးချယ်ပြီးတော့လက်နက်ကင်ကြတယ်အဲ့ဒီလက်နက်ကင်တဲ့သူတွေကိုလည်းဘယ်ပြည်သူကမှငါတို့လာကာကွယ်ပေးပါဆိုပြီးတောင်းဆိုခဲ့ဘူးပြည်သူကာကွယ်ရေးအဖွဲ့ဆိုပြီးတော့ကိုကနဲ့ကိုနာမည်တက်ကိုကနဲ့ကိုလက်နက်ကင်ကိုကနဲ့ကိုတောင်းချမ်းတယ်မျိုးရီရွာတွေပြက်စီးတယ်ပြည်သူလူထုရဲ့အသက်အိုးအိမ်တွေဆုံးရှုံးတယ်ပြည်သူလူထုရဲ့ပျော်ရွှင်မှုတွေစိတ်တုံးတယ်ဒီလိုအခြေအနေမျိုးကြုံခဲ့ရတာဘယ်ပြည်သူမှအဲ့ဒါမကြိုက်တော့ညှင်းငွေနေပြီ ော်ငါတို့ပြည်သူတွေလွတ်လပ်တဲ့ဘဝပဲပြန်နေခြင်းတယ်အဲ့တော့လွတ်လပ်နေတယ်နော်နောက်တစ်ချက်ကျွန်တော်တို့ရဲ့ဒီရိုးရဓလီပုံစံတွေနည်းနည်းလေးချိန်းလာတာတွေ့ရတယ်ကျွန်တော်ကတော့ခုအရင်တော့ကျွန်တော်တို့ငငယ်တော့ဘဝပေါ့နော်ကျွန်တော်ငငယ်တော့ဟိုကြည်လက်ဒီတာလေးမှာကျွန်တော်တို့ရဲ့အိမ်ရှိမှာဖျောင်းနိုင်ပြီးတဲ့ထွန်းငငယ်ရဲမီးတွေစော့ကြနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရွာတွေမှာလူငယ်တွေစုပြီးတော့ဒီလိုရက်တွေဆိုရင်အလှူတန်းအတွက်ပွဲတွေပြုလုပ်ကြပါတော့ နောက်နေ့မှာကျွန်တော်တို့ဒါဝါထွက်ပွဲရှိတယ်ပေါ့ဝါထွက်ပွဲတချို့ကျွန်တော်တို့ကရင်လူမျိုးရွာတော်တော်များများမှာပေါ့နော်တရင်ညွတ်လာပြီးတော့တရရနေဆိုလို့ရှိရင်ဒါကထိန်ခင်းပြီပေါ့အဲ့ဒီအတွက်ကျွန်တော်တို့ပြင်ဆင်ကြပြီဒေတာတွေမှာရှိနေတဲ့ထေကြီးဝါကြီးဆရာတော်တွေကိုလူငယ်တွေကနေစုပြီးတော့ကတော့တာတွေပါတယ်ဒီလူမျိုးပွဲတွေလုပ်ကြတယ်ဒါမျိုးတွေကဒီဘက်နောက်ပိုင်းမှာတော့သိမ့်မတွေ့လာတာတော့နည်းနည်းစိတ်မကောင်းဖြစ်เสียဆိုပေမဲ့လည်းအခုနောက်ပိုင်းမှာတနေရာမှာနိုင်ငံတော်အတော်လကောင်းဒါမို့ရင်အဖွဲ့စည်းတွေအတော်လကောင်းဦးစီးပြီးတော့ ပွဲကျင်းပပြီးတာမျိုးလေးတွေလည်းမြင်လာရတယ်ပုံစံတစ်မျိုးပြောင်းသွားတဲ့အခြေအနေကိုကျွန်တော်မြင်ရတယ်ဗောနော်အဲ့တော့ကောင်းတာလားမကောင်းတာလားတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးဒါပေမဲ့ကျွန်တော်ငငယ်တုန်းကအငွေးသက်တွေဗောနော်ပျော်ရှင်စရာကောင်းတဲ့အငွေးသက်တွေအေဂျင့်တဲ့အငွေးသက်တွေတော့ပြောက်သွားတာတော့အမှန်ပဲဒါတော့ကျွန်တော်တို့ကတော့ဟိုငယ်ပွားနဲ့ရှင်ပြီးတော့နှိုင်းရှင်ပြီးတုံးတက်တာဗောနော်ဒါပေမဲ့လည်း တိုးတက်လာတဲ့ခင်းတဲ့အညီဒီလိုလဲရှိကောင်းရှိမှာပေါ့နော်။နေမှာအခုချိန်ထိဒီလိုအင်ရှိမှာမိထုံးတာတွေနောက်ပြီးလို့ရှင်ရွာလေလမ်းတစ်လျှောက်မိထုံးတာတွေကိုရက်ွက်တဲမှာမိထုံးတာတွေမိဖို့မြန်နေဆုတ်လွတ်ကြတာဒီဒီလိုမျိုးတလေးတွေကြံသေးလားမကြံသေးဘူးလားဆိုတာတော့ဒါကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့ပရိသတ်တွေ comment မှာမှတ်ခဲ့ကြပါပေါ့နော်။ဒါတင်နေကိုတင်ဆက်ရမယ်ဆိုရင်ပထမဆုံးတရင်ကတော့ရေဝိုင်းဒေတာကြီးတန်လင်းမြို့နယ်တန်လင်း6လမ်းသွားလမ်းမပေါ်မှာဖြစ်ပွားခဲ့တဲ့ လူသားမှုတစ်ခုပေါ့နော်ရှင်မောင်ဥဆန်သိန်းအော်တိုဘားလ9ရက်နေ့ကည9:00နာရီကျော်လောက်မှာတက္ကစီဆွဲဖို့ဆိုပြီးထွက်သွားတယ်မိသားစုနဲ့အဆက်အသွယ်မရတော့ဘူးနောက်နေ့မနက်မှာသူ့မိသားစုကကြေညာတယ်ပေါ့နော်လူရောကားရောပျောက်ဆုံးနေတယ်ဆိုတဲ့အကြောင်းဒါပေမဲ့အဲ့ဒီအသက်65နှစ်အရွယ်ရှိတဲ့ဥဆန်သိန်းပေါ့နော်ပွင့်လင်းပြောရင်တော့တက္ကစီပိုင်းအရွယ်ရောက်ပါပြီနော်နားယူရမယ့်အရွယ်ရောက်ပါပြီဒါပေမဲ့လေသူ့ဘဝနဲ့သူရိုးရိုးသားသား ရှာစားတယ်အငားရင်မောင်းလုပ်တယ်ပေါ့နော်သူ့ကိုမတမာသူလူအချို့ကလူရက်ပြီးတက်ဖြတ်သွားခဲ့တယ်လို့သိရတယ်ပေါ့နော်ဘယ်သူလဲဆိုတာတော့ဒါတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆက်ပြီးရောစုံစမ်းနေစေဖြစ်ပါတယ်မိသားစုအတွက်တော့ဒါစိတ်မကောင်းစရာအခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စီမှာတချို့ညာပိုင်းတွေမှာအဲ့လိုလူရက်မှုတွေကြောင့်နော်ကားသမားတွေမထွက်ရဘူး even နေပြည်တော်မှာတော့မှဒီ EV taxi ဆွဲတာရှိတယ်။ EV taxi သမားတွေဆိုလို့ရှိရင်ညပယ်ချိန်ဆိုနောက်ဆုံးပိတ်သူတို့မဆွဲလို့ ဘာကြောင့်လဲဆိုတော့လူညူရေးအခြေအနေတွေရပါရေရလူညူရေးအခြေအနေဆိုတာခုနလိုလူရမှုတွေပါရညာတွေကြုံတဲ့ခါကြလို့ရှင် light ဖြည့်ရှင်းရတာပြဿနာများတယ်ပေါ့အဲ့အတွက်ညာပိုင်းမဆွဲတော့အဲ့တော့ဘာဖြစ်လဲအဲအဝေးပြေးကနောက်ကျမှထိုးတာတို့နော်နောက်ကျမှအဝေးပြေးကဆက်ရောက်တာတို့မနက်စောအဝေးပြေးကဆက်ရောက်တာတို့ဆိုရင်ကာငါစည်းစရာအခက်တွေ့ပါတယ်တချို့သောကာသမားတွေလည်းရှိတယ်ယူယူ တက်စီဆွဲတဲ့သူလက်ရှိတယ်ဒါပေမဲ့လည်းသူတို့လည်းညှိနဲ့လုံလုံရှင်သူတို့လည်းမဆွဲရတော့ဆိုတော့ဒီအခြေအနေမျိုးရှိတယ်ပြည်သူလူထုပို့ပြီးခက်ခဲသွားတဲ့အခြေအနေရှိတာပေါ့နော်ဆိုတော့ဒီလိုလူမျိုးတွေလည်းဖန်စီထိမ့်သိမ်းမှုလိုပါတယ်ဒီပြဿနာတွေကကျွန်တော်တို့ပြည်သူလူထုရဲ့နေစဉ်ဘဝကိုတိုက်ရိုက်ထိခိုက်စေပါတယ်နောက်တစ်နေ့တစ်ပုဒ်ကတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါစကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်မှာရှိတဲ့ဘုံတူရွာဘုံတူရွာဖြစ်စင်ပါနော်ဘုံတူရွာမှာ တရင်ကျုံမိထုံပွဲလုပ်တယ်ဆိုပြီးသူတို့ကပြောပါတယ်ဒါပေမဲ့တရင်ကျုံမိထုံပွဲမဟုတ်ပါဘူးတပိတ်လုပ်တာပါအဲ့ဒီလုံနေတဲ့ဗီဒီယိုဖိုင်ကိုလည်းအစဆုံးကျွန်တော်မြင်ရပါတယ်ကြည်လဲကြည်ပြီးပါပြီအဲ့တော့အဲ့ဒီတပိတ်လုံနေတဲ့အချိန်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်တယ်လေကြောင်းတိုက်ခိုက်မှုဆိုတာကစက်တက်လေထီပဲကျွန်တော်သိတဲ့လောက်စက်တက်လေထီဒီမှာတော့မစ်ရှင်ဂန်ပေါ့နော်ဒီဆက်လက်မထည့်ထားဘူးစက်တနာမထည့်ထားဘူးဘုံကြီးနှလုံးကျသွားတယ်ဘုံလုံးကျသွားတယ်အဲ့ဒီတပိတ်လုံနေတဲ့သူအချို့တေဆုံးတယ်ဒါကဖြစ်စင်ပဲအဲ့တော့တေဆုံးတဲ့ထဲမှာကျွန်တော်တို့လည်း တော်ကြီးတော့လို့မရဘူးသူတို့ရဲ့ထုတ်ပြန်ချက်အရတော့30 40လောက်တည်ဆုံးတယ်လို့ပြောတယ်ကိုတပိတ်လုတ်တယ်ဆိုလို့ရှိရင်ကိုကိုတိုင်းတပိတ်လုတ်တယ်ဆိုလို့ရှိရင်တော်လန်နေဆိုလို့ရှိရင်မဆန်နှပြတယ်ဆိုလို့ရှိရင်ဒီပုံမှာခံယူချက်ပြင်းထန်တဲ့လူတွေလောက်ကြပေါ့ဘာလို့ကလေးတွေပါခေါ်ထဲတာလဲဘာလို့ပြည်သူတွေပါအာဓမခေါ်ထဲတာလဲအဲ့တော့မခေါ်ထဲဘူးမပြောနဲ့သူတဘောနဲ့သူလာတာပါလို့မပြောနဲ့ပြည်သူတွေအကုန်လုံးစုထားတာနော်ပြည်သူတွေအကုန်လုံးစုထားတာစုပြီးတော့ အဲ့ဒီကွေးမြေကြီးထဲမှာဝင်ထိုင်ခိုင်းနေမိုင်းနဲ့អော်နေတယ်မိဘပြည်သူများရှင်ဒီကိုလာပါရှင်ဆိုပြီးတော့မိုင်းနဲ့អော်တယ်အဲ့တော့အစိုးရကိုဆန်းကျင်ကြောင်ဆန္ဒပြတယ်ယူကော့ပုတ်ဆန်းကျင်ကြောင်ဆန္ဒပြတယ်ငါတပိတ်တပိတ်မောင်းမောင်းပြီးတော့ပြီးတော့ရှို့ရှို့អော်တယ်ကျွန်တော်အခုဖတ်ပြနေတဲ့စာသားတွေကအစ်စ်တွေပဲနောက်ပြီးလို့ရှိရင်ပြည်သူတွေကိုအတင်းအဓမ္မဒီရှိကိုဝင်ဖို့အတွက်စုယုံတယ်ဒါတော့ပြည်သူတော်တော်များများဒါကွဲထွက်သွားတယ်နေသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်အဲ့တော့လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့သူပဲဖြစ်ဖြစ် ညွန်ကြားကုတ်ခဲ့တဲ့သူပဲဖြစ်ဖြစ်ဒီမှာအကျန်းဖတ်သမားတွေစုယုံနေတယ်လို့သတင်းရလို့ရှင်းတိုက်ပါပဲနော်အစတည်းကကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ပြောတာမဟုတ်ဘူးအဲ့ဒီစကားကကျွန်တော်တို့ပဲပြောတာမဟုတ်ဘူး PDF ဘက်ကလူတွေလည်းပါပြောလဲစစ်တပ်နဲ့ဝဝေးနေပါစစ်တပ်နဲ့အနီးတဝိုက်မှာသွားလာရင်တတိထားပါလို့ပြောတယ်ပြီးကျွန်တော်တို့လည်းအဲ့စကားပဲပြန်ပြောတယ်လေကျွန်တော်တို့သတင်းသမားတွေလည်းပါပြောလဲအ ਨੇ ဆုံးတော့တောင်ကျန်းသူအကျန်းဖတ်တွေနဲ့တွဲရမနေနဲ့ ခွက်ခွက်ကွာနေကြပါရှောင်လွှဲနေကြပါကျွန်တော်အများရန်ဗီဒီယိုတိုင်းဒီပါမှာကျွန်တော်ထည့်ပြောတယ်အကြောင်းမဲ့ပြောနေရမှာမဟုတ်တောင်ကျန်းသူတွေနဲ့ရှိလို့ရှိရင်နှစ်ဖက်ကတော့တိုက်မှာပဲဘကိုကလည်းတက်ရှိလို့ရှိရင်တိုက်တာပဲဒရဘုံချတာပဲအောက်မှာပြည်သူရှိလားမရှိလားဆိုတာမမြင်ရဘူးမသိဘူးဟိုအဝေးရနေချလိုက်တာလက်နက်ကြီးပစ်ထည့်လိုက်တာပဲဒီနမခတွေကိုလမ်းပစ်တယ်ဆိုပြီးတော့လက်လုတ်တဲ့စိတ်မြောင်းတွေရော့ကတ်တွေနဲ့ပစ်နေတာပဲဘယ်ကြောင့်လို့ကြာနေမှန်းလည်းမသိဘူး ဆိုတော့ပြောကျင်တာအဲ့လိုပဲကိုပြစ်တဲ့ target မှာပြည်သူရှိတာမရှိတာဆိုတော့မသိဘူးလက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့เนาะအကြမ်းဖက်တောင်းကျမ်းသူတွေပဲဖြစ်ဖြစ်เนาะလက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့ခုဘေးကိုအာဓမပြည်သူကိုအခုလိုမျိုးစုဝေးပြီးတော့ပွဲလုပ်တာမျိုးမလုပ်တဲ့။ဒါကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်နောက်ချိုးသွားတော့အဲ့ဒီမှာကုတ်ခဲနေတဲ့စီရီယာရှိကကျွန်တော်တို့ကပြောလဲဆိုတော့ဒီမှာကြာကြာမနေပါနဲ့ဆက်သွားပါ။သူကျွန်တော်တို့ကိုမကြိုက်လို့လည်းမဟုတ်ဘူး။ ကျွန်တော်တို့ကိုလည်းအဲ့မခံခြင်းလို့လည်းမဟုတ်ဘူးဒါပေမဲ့ तू ကဘာဖြစ်လဲဆိုတော့ तू ပတ်ဝန်းကျင်မှာ तू ပတ်ဝန်းကျင်မှာသူ့ကို drone နဲ့လာလာချနေလို့ကျွန်တော်တို့ထိခိုက်မှာဆိုလို့သွားပါဆက်သွားပါဆိုတော့ဒီလိုပုံစံမျိုးဖြစ်ရမှာအခုအလိုမျိုးအကျံဖက်သမားတွေကပြည်သူကိုလူသားတိုင်းလို့ပဲသုံးတယ်ပြည်သူကိုခေါ်ရလာခဲ့ဒီမှာလာစုသူတို့နဲ့အတူတူစုယုံတယ်အဲ့တော့ဒီနေရာမှာအကျံဖက်သမားအများပြားတည်သလိုခြားတဲ့ပြည်သူချို့လည်းထိခိုက်တဲ့အရာတိတ်ဆုံးကြတယ်ကလေးငယ်ချို့လည်းပါတယ်ကလေးငယ်တွေလည်းလိုက်ပြီးអော်ခိုင်းတယ် တော်တော်များများဒီတရင်ကျုပ်မှာတို့လောက်ကြတယ်စီမီတပိတ်ဆိုပြီးတော့အဲ့တော့ကျွန်တော်အစောပိုင်းနဲ့ပြောမလို့ကျွန်တော်ဒါနည်းနည်းလေးမပြောဘဲနဲ့ဟန့်လိုက်တာပါလဲဆိုတော့ကျွန်တော်တို့ဘုဒ္ဓဘာသာရဲ့အယူအယအခုစီမီထုံးနေဆိုတာကမြတ်စွာဘုရားကတာရိနာမှာနော်ဝါရင်းကလာ၃လတရားဟောပြီးတော့လူပြည်ကိုပြန်အကြွမှာကျွန်တော်တို့ကစီမီတွေထုံးကြည့်ပြီးတော့ပူဇော်ကျူဇော်ကြတာဖြစ်တယ်ဒါမြန်မာလိုရှင်းရှင်းလေးပြောရင်မြတ်စွာဘုရားရဲ့လူပြည်ပြန်တဲ့ခရီးကိုကျွန်တော်တို့ကကျူဇော်ကြတာဖြစ်တယ် ဒါကျွန်တော်တို့မုံမြတ်တဲ့အလုပ်ကိုလုပ်တာကျွန်တော်တို့ယုံကြည်မှုကိုကျွန်တော်လုပ်လို့ကြတာနော်အဲ့ဒါကိုစီမီတပိတ်ဒီပိုင်းထားလုပ်တယ်မဆိုင်ဘူးလေဒါနဲ့နော်ဒါပေမဲ့အဲ့လိုလုပ်တယ်အခုလိုဖြစ်သွားတဲ့ခါကျတော့ပြည်သူလည်းထိခိုက်နေတာအဲ့တော့ပြည်သူတကယ်ချစ်ပါလို့ဆိုရင်ပြည်သူမထိခိုက်တဲ့နီလန်းကိုပဲယူရမှာပေါ့နော်တကယ်လို့ဒါကိုကဆန္ဒပြမယ်တော်လမ်းမယ်နော်တပိတ်မောက်မယ်ဆိုလို့ရှိရင်လည်းပြည်သူမပါဝင်မယ်နဲ့ကိုတီးတတ်မယ်လို့ပေါ့ ဘာလို့အပြစ်မဲ့ပြည်သူတွေဘာမှနားမလဲတဲ့ပြည်သူလာကြပါဆန္ဒပြကြပါဆိုပြီးလုတာလဲပေါ့နော်အဲ့တော့ဒီကြောင့်တိုက်ခိုက်မှုကြုံရတဲ့ခါကျတော့အဲ့ဒီတပိတ်ဥဆောင်တဲ့လူတွေရောအဲ့ PDF တွေရောပြည်သူတွေရော ထိခိုက်တယ်ကျွန်တော်ထင်တယ်ပြည်သူထိခိုက်မှုကတော့ရှိတော့ရှိတယ်ဒါပေမဲ့နည်းပါလိမ့်မယ်နော်သူတို့မဆူယုံနေတဲ့အချိန်ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ဒီပြည်သူကအကွင့်မြင့်မှတ်မှာသူတို့ကစင်မှတ်မှာနော်အဲ့ဒီစင်မှတ်ကိုကြားတယ်လို့ကျွန်တော်ထင်တယ် ဲ့တော့နှလုံးပြစ်ချတာဖြစ်တဲ့အတွက်အတူအဆတွေထွက်မယ်ချို့သောသူတွေထိခိုက်ပြီးဆုံးမှုတွေရှိမယ်ဒါကတော့မမျော်လင့်မဲနဲ့ထိခိုက်သွားတဲ့သူတွေအတွက်တော့ကျွန်တော်တို့စိတ်မကောင်းပါဘူးဒါပေမဲ့အတုံးချခံဖြစ်တဲ့အတွက်တော့ကျွန်တော်ထပ်ထပ်ပြီးသတိပေးပါတယ်ဘယ်တော့မှအကျံဖက်သမားတွေရဲ့အတုံးချခံဖြစ်မနေပါနဲ့အဲ့လိုမျိုးပြောတော့လေမင်းလာနေကြည့်ပါလားလို့ပြောတယ်ဟုတ်လေဟုတ်တယ်ပြည်သူတွေဘွားကလက်နက်နဲ့ချင်းချောက်ခံထားရတယ်လာခဲ့ဒီမှာဆန္ဒပြရမယ်မတော်ဘူးဆိုရင်တလန်ဆွဆွဲခံရမှာပေါ့အဲ့တော့ဒီလိုဘဝနဲ့ပဲလေပတ်နေရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်သူက ဈာထဲမှာမြေစာပင်ဖြစ်နေတယ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီလိုအခြေအနေမျိုးတွေမကြုံရအောင်အကျန့်ဖက်သမားတွေကိုကျွန်တော်တို့ကသက်ဆိုင်တာဝန်ရှိတဲ့သူတွေအနေနဲ့အများဆုံးရှင်းလင်းဖို့လိုပါတယ်နော်အဲ့ပြည်သူတွေအနေနဲ့လည်းကိုယ်ထိခိုက်မှုနည်းစေချင်တယ်ဆိုလို့ရှိရင်ကျန့်ဖက်သမားတွေနဲ့အတူရှင်တွဲမနေတိုင်းနဲ့သူတို့ရှိတယ်ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာတာဝန်ရှိတဲ့သူစီလင်းဖို့လာပြီးရှင်းလင်းမိပါကျွန်တော်တို့ကျွန်တော်တို့အေးအေးဆေးဆေးပဲနေချင်တယ်အေးအေးချမ်းချမ်းနေချင်တယ်နော်စစ်တယ်လည်းမလာနဲ့ပဲပြည်ရေးမှမလာနဲ့အဲ့ဆိုလို့ရှိရင်ရတရားမျှတမှုရှိတယ်အဲ့ဆိုပြည်သူလွတ်လွတ်လပ်လပ်ကိုယ်ရိုးရဒလိထုံတာနေကို ်ဆင်နွှဲခွင့်ရှိတယ်။ဘာမှမဖြစ်ဘူး။နောက်တစ်လိမ်တဲ့ဘက်ကတော့မြွေစီဝါကျက်195ဘီလီယံဘူးဖန်စီရမိတယ်ပေါ့နော်။နောက်အနည်းဆက်ဆုံးရှင်းရှင်းပဲပြောပါမယ်။ဒါကလိုက်ဖန်ရတာလည်းများတာဖြစ်တဲ့မြွေစီဝါတရင်တွေကအပြည့်ဒါပြောမယ်ဆိုရင်မဆုံးဘူးပေါ့နော်။ဖန်စီရမိတဲ့သူတွေအများအပြားရှိခဲ့တယ်။အဲ့ဒီထဲမှာမှဖမ်းဖို့ကြံတာကဆိုင်းတော့ခန်းခေါ်ကိုဆိုင်း ကာလီမြို့မှာနေထိုင်တဲ့သူဖြစ်ပြီးတော့အေဘက်ကစစ်ပွဲတောင်ဝင်ကတူဖြစ်တဲ့ရဲစော်နောက်ထပ်အေစစ်ပွဲတောင်ဝင်ကတူဖြစ်တဲ့ချစ်မင်းတို့နှစ်ဦးဒါသုံးဦးပေါ့စုစုပေါင်းသုံးဦးဖမ်းဆီးဖို့ကြံတယ်လို့သိရပါတယ်အဲတော့တော်တော်များများကရန်ကုန်မှာပဲအခြေပြုတယ်ငဒီမူရစ်စီဝါတွေရန်ကုန်မှာရှိတဲ့နေရာတော်တော်များများကိုလူမသိသူမသိလိုက်ပြီးတော့တူဝက်တိန်စီထားတယ်ပေါ့နော်ဒါတွေအကုန်လုံးဖမ်းဆီးလိုက်တဲ့အချိန်မှာခမန်းကာလာတန်ဘို195ဘီလီယံရှိပါတယ်195ဘီလီယံဆိုတာက နည်းနည်းနော်နော်တန်ဖိုးမဟုတ်ပါဘူးဒီမူရစီဝါတွေကမလေးရှားနိုင်ငံကိုပို့มาလို့သိရပါတယ်အရင်နေ့ကကျွန်တော်ပြောခဲ့တယ်၃ခွမှာဒီမူရစီဝါနဲ့ပတ်သက်တဲ့အရာတွေဖန်ဆီးရမိတယ်ပေါ့အဲ့တော့ကျွန်တော်တတင်းရှင်းရှင်းလင်းလင်းမရသေးတာဖြစ်တဲ့အတွက်ဒီတိုင်းပဲတင်လိုက်တယ်ဒါပေမဲ့ဖန်ဆီးရမိမှုအပြီးတပ်ပုတ်တွေထုတ်ပြန်လာတဲ့အချိန်မှာပဲကျွန်တော်တို့တင်ပြခဲ့တဲ့အတိုင်းပဲမူရစီဝါတွေကိုဒီငားထဲတဲ့ပုံနေပေါ့နော်ငားထဲတဲ့ပုံနေနဲ့ထည့်ထားတာတွေ့ရပါတယ်အခုလိုမျိုးမူရစီဝါ195ဘီလီယံဘိုးလောက် အဖက်စီလိုက်နိုင်တာကလူသက်တွေကိုကယ်တင်လိုက်နိုင်တာနဲ့အတူတူပဲလို့ပြောချင်ပါတယ်။နောက်တတိယဘုတ်ကတော့ပူတာအိုမှာ KIA အပါဝင်တောင်းကျမ်းသူတွေကိုဆန္ဒထုတ်ပေါ်ပြသခဲ့တယ်လို့သိရပါတယ်။ဒီဆန္ဒပြပွဲကိုခေါင်နံဖူးဌာနပြည်သူ့စစ်အဖွဲ့ကဝန်းရံပြီးတော့နှလုံးညွှန်ရေးယူပေးခဲ့တယ်။ဆိုတော့နောက်တတိယဘုတ်ကတော့ကြောင်မဲမှာမိုင်းချင်းလေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေတယ်။ဒီသက်ခံပြည်သူတွေအတွက်လည်းပြည်စည်းတွေရှင်းလင်းရေးတွေလှုပ်ဆောင်ပေးနေတယ်။အဲ့လိုပဲ ။ကြောင်မဲမျိုးပေါ်မှာစာတင်ကြောင်းနေလဲပြန်ဖွင့်တဲ့ကြောင်းနေဖွင့်နေပြီလို့သိရတယ်။လျှက်စစ်မီကတော့ရလာမရလာမသိသေးဘူး။ဖုန်းလိုင်းကတော့နားလိုင်းလုံးရသွားပြီလို့သိရတယ်။ဆိုတော့ကျွန်တော်တို့လည်းကြောင်မဲနဲ့ဆက်ဆက်ပြီးတော့ဒါမနက်ပြင်တပတ်ခါတော့ကျွန်တော်သွားဖြစ်မယ်ထင်တယ်နော်။အဲ့တော့ဘာကြောင့်ကြံ့ကြံ့နေလဲဆိုတော့နည်းနည်းလေးအခက်အခဲလေးတွေရှိနေတာပေါ့နော်။တွားကြီးလာကြီးတို့ခက်ခဲလေးတွေရှိနေတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့လည်းလည်းကြံ့ကြံ့နေတာဖြစ်ပါတယ်။ကြောင်မဲကိုတော့ကျွန်တော်ရောက်အောင်သွားမှာဖြစ်ပါတယ်။နောက်တစ်ရင်းတစ်ပုဒ်ကတော့မကွေးတိုင်းဒေသကြီး မင်းဘူးမှာရှိတဲ့မင်းဘူး PDF ပေါ့နော်မင်းဘူး PDF ကတရင်သုံးကတရင်မှုယာယီတရင်မှုလို့ပြောပါတယ်ဟိုးကြီးဆိုတဲ့လူငယ်ပေါ့နော်လူငယ်လို့ပဲပြောရမှာပေါ့ငယ်သေးတာကိုကျွန်တော်တို့အများကြီးငယ်တာသူလူငယ်ကသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ပြောပါတယ်အဆုံးစီရင်တဲ့နေရာမှာစာရေးခဲ့တယ်သူတို့ရဲ့တော်လှန်ရေးကိုရေရိုးသားသားတော်လှန်ကြပေါ့နော်ရှင်းပါတယ်နော် PR တွေမခံနိုင်တဲ့အနေထားပေါ့နော်ပြည်သူတော်ကမှုကလည်းနည်းလာတယ် အဲသူတို့မှာငွေကြီးရလည်းခက်ခဲလာတယ်တချို့လူတွေဒါအစားအသောက်တွေပြက်လက်တယ်စေဝါတွေပြက်လက်တယ်တချို့တည်သွားတဲ့သူတွေအများပြားသူတို့ရှိမှမြင်လာများတဲ့ခါကျတော့စိတ်ကြတဲ့ပုံစံကိုခံလို့တည်သွားရတဲ့သဘောပဲပေါ့နော်အဲတော့သူ့အရှိမပေါ့အဲ့ဒီတိုင်ရင်မှုဆိုတဲ့လူရဲ့အရှိမယာယီတိုင်ရင်မှုဆိုတဲ့လူရဲ့အရှိမတိုင်ရင်မှုရှိသေးတယ်နော်အဲ့တိုင်ရင်မှုကို NUG ကဖမ်းထားတယ် အဲ့လိုပဲသူမိသားစုတွေကိုလည်းအိတ်တိတ်မှာအကျေကျုပ်ထားထားတယ်လို့ပြောတယ်အဲ့တိုင်မွေးမိသားစုတွေပေါ့နော်။ဘာကြောင့်ဖန်ဆီးထားရလဲလို့တော့မသိဘူးပေါ့။အဲ့တော့သူတက်ရင်ရလူတွေအကုန်လုံးကိုလည်း NGO ကတောင်းထားတယ်ပေါ့နော်။အဲ့ဒါကြောင့်သူနည်းနည်းလေးခက်ခဲသွားတဲ့သဘောမှာဖြစ်ပါတယ်။နောက်တစ်လေးမှုကတော့ဒီကြောင်မဲကနေပြီးတော့ဇက်တိုက်တော့ထုဆစ်ဆင်နေပြီးရှင်းလင်းသွားတဲ့လူကြီးတစ်ဖက်ဝင်တွေကအခုဆိုလို့ရှိရင်ဒါသုံးပုံတစ်ပုံကြော်ကြော်လောက်ကိုရောက်ပြီပေါ့နော်။တီဘောကိုဆက်သိမ့်မဲ့အနေထားပါ။အဲ့တော့တီဘောကတော့သိမ့်မကြလောက်ဘူးလို့ကျွန်တော်ထင်တယ်။ အဲအရှိမကျွန်တော်တို့ကျင်တီတို့ဘော်ဂျူတို့ဒီလိုအဓိကနေရာတွေရှိသေးတယ်ပေါ့ပြီးတော့ဒီလမ်းမကြီးအတိုင်းဘေးပတ်ဝန်းကျင်မှာရှိတဲ့ TNL စခန်းတွေကိုလိုက်လံရှင်းလင်းနေတာဖြစ်ပါတယ်တက်လာတဲ့ drone ရုံးသံဖိုင်တွေမှာလည်း TNL တွေရဲ့ဆက်သွယ်ရေးမြောင်းတွေကိုတည်တည်ကြကြလေးတည်တည်ကြကြလေးပြချတိုက်ခိုက်တာတွေမြင်ရပါတယ်ပြောမကြခင်မှာတီဘောပါတဆက်တည်းရသွားဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်နောက်တစ်နေ့ဘုကတော့26ချိန်မြောက်မြမရိုးရရင်ကျင်းမှုအစိုးရရည်တီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လူညွန်ရေးနဲ့အေဂျင့်တယာယီကော်မရှင်ဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအွန်လိုင်းကတရောက်ဖွင့်လှစ်ပြီးအမှာစကားပြောကြားခဲ့ပါတယ်။ဒီခဏကိုနိုင်ငံတော်အဆင့်အကြီးကြီးတွေအများပြားတက်ရောက်ခဲ့တာဖြစ်ပါတယ်။သူစုကယီတီနဲ့ပတ်သက်လို့တော်တော်များများတိတ်မြုပ်နေတာလဲကျွန်တော်တို့မြင်ရပါတယ်။ပြန်ပြီးတော့ပေါ်ထွန်းလာစေချင်ပါတယ်။လူငယ်မျိုးဆက်တစ်တီနောက်ပြီးလို့ရှိရင်ဒီဆိုကယီတီမှာအကဲဖြတ်နေတဲ့ပညာရှင်တွေပေါ့နော်ဂီတပညာရှင်တွေတော်တော်များများဒါအသက်ကြီးလာပါပြီ။သူလူငယ်တော်တော်များများက စုကရည်တီးကိုတော့အခုအရင်တော့ဒါကခြေလန်းတလန်းအနေနဲ့ဝင်ကြတယ်ပြီးလို့ရှိရင်သဘင်လောကထဲဝင်တဲ့သူတွေများတယ်တော့အဆိုတော့ပြန်ဖြစ်လာတဲ့သူဆိုလို့နည်းနည်းပဲရှိတယ်ပေါ့ပြောချင်တာကတော့ကျွန်တော်တို့အနာဂတ်ပေါ့တိတ်မကြတော့တဲ့အနာဂတ်မှာဒီပညာရှိကြီးတွေရဲ့နေရာမှာလက်စစ်ကမ်းအစားထိုးဖို့တော့ဒီအကဲဖြတ်တဲ့နေရာတွေကိုဆက်ခံနိုင်ဖို့လူတွေအများအပြားလိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ရိုးရအမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းမှုလိုပါတယ်နောက်သတင်းတစ်ပုဒ်ကကြောင်မဲမြို့နယ်နဲ့ မိုးကုတ်မြို့နယ်ကြားမှာရှိတဲ့မိုင်းလုံးမိုင်းလုံးမှာရှိတဲ့မန်ဟုံကြီးရွာမန်ဟုံကြီးရွာကအရင်ကကျွန်တော်တို့တနင်္လာပုံမှာထည့်ပြီးတင်ဆက်ပူပါတယ် TNL ကအကြီးပိုင်းနေနေတယ်ရွှေတူးတယ်ရွှေတူးတဲ့လောက်ကအများပြားရှိတယ်နော်အဲ့တော့အဲ့ဒီမန်ဟုံကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ် TNL ဖွဲ့ဝင်ချုပ်ထိခိုက်တိုက်စုံမှုရှိခဲ့တယ်လို့သိရတယ်။ဖြစ်စဉ်ကတော့အော်တိုမလ9ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒီတိုက်ခိုက်မှုမှာ TNL ဖွဲ့ဝင်ချုပ်တိုက်စုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပဲ TNL ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မြောက်ပိုင်းနံမတူမြို့နယ်မှာဒီကြောင်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကနံမတူမြို့ ပုတ်ပါယုံပလောင်ကျောင်းပေါ့နော်အဲ့ဒီကျောင်းမှာအခြေပြုတက်ဆွဲထားတဲ့ပလောင်နဲ့နှက်ကန်တောင်းကျန်းသူတွေကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုမှာလည်းတိစုံမှုမြင့်တက်ခဲ့လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒံမီဒဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသတင်းကျိုးလာပြီးနေ့မှာမိဘုံမြန်နေလွတ်ကြတယ်မိဘုံမြန်နေလွတ်တဲ့အချိန်မှာရန်ကုန်မန္တလေးနဲ့အချို့မြို့တွေမှာမိဘုံမြန်ပြတ်ကြပြီးနေအချို့မိလောက်ပြည့်စုံမှုတွေရှိခဲ့တယ်လို့သိရတယ်ကျွန်တော်တို့ပျော်ရွှင်မှုတွေရဲ့ နောက်ဆက်တွင်စိုးကြိုးတစ်ခုပေါ့နော်ဒါကလည်းစင်ကြယ်မှာဖြစ်ပါတယ်ဟိုအရင်တော့လည်းအဲ့လိုဖြစ်စင်နေရတော့ရှိတော့ရှိပါတယ်ဒါတွေကနောက်ဆက်တွင်စိုးကြိုးတွေပေါ့နော်နောက်တစ်လင်းတစ်ခုကတော့ဝရဏိတာကြီးအနောက်ချမ်းမှာရှိတဲ့ပထောင်မြို့နယ်ထဲမှာပေါ့နော်ချက်ခိုင်ပြည်နယ်နဲ့အဆက်ဆက်မှာရှိတဲ့နေရာတွေမှာတိုက်ပွဲတွေပြန်ပြင်းထန်နေတယ်အေနဲ့လူမျိုးတွေဖုံးဝင်နေကြတယ်နှစ်ဖက်တိုက်တွေ့မှုတွေရှိတယ်ဒီတိုက်တွေ့မှုတွေမှာနှစ်ဖက်ကြာဆုံးမှုတွေရှိတယ်လို့လည်းသိရပါတယ်နောက်တစ်လင်းတစ်ခုကတော့ပြည်နယ်ရပိုင်းကလက်လွတ်လိုက်ရတဲ့ဗမာမြို့ဗမာမြို့ကအခုပြန်ပြီးတော့စစ်ကြောင်းထုံးနေတယ်မြို့အနီးကိုရောက်လာပြီ နော်မြို့နဲ့တိတ်မလန်မကန်းအဝေးလောက်မှာတက်မတော်ရဲ့ရှမ်းနီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ပေါင်းပြီးတော့ပြန်လဲပြီးနေပြီးရှင်းလင်းနေတယ်ဗမောင်းမြို့ကိုလည်းမကြခင်မှာပြန်သိမ်းဖို့အတွက်ဒါစ조사နေတာဖြစ်ပါတယ်နောက်သတင်းဒီဘုတ်ကတော့ NUG ရဲ့ဆော်ဝေဆိုးကလာမယ့်2026ခုနှစ်အစမှာသူတို့ NUG ထိန်းချုပ်ထားတဲ့နေရာတွေမှာအစစ်မြင့်ပညာကျောင်းတွေနဲ့စီးတက်ကတူတွေဖွင့်လင်းဖို့စီစဉ်နေတယ်လို့ပြောပါတယ် 2021 23 24 25အထိကိုအကြောင်းလေးဖွင့်ခဲ့တာပါเนาะဟိုအရင်တော့ຫນွေဦးចောင်းလို့เนาะပြီးလို့ရှင်ຫນွေဦးတက္ကသိုလ်တို့ချင်းမိုင်တက္ကသိုလ်နဲ့ပဲပေါင်းထားပြီလို့ဩစတြေးလျကတက္ကသိုလ်ထူးနဲ့ပေါင်းထားပြီလို့ဖက်ဒရယ်ចောင်းလို့ဖွင့်နေတာပဲတောက်လျှောက်ဖွင့်တယ်လို့ပြောတာပဲတချို့ ਆ တွေ online ပေါ်မှာတွေအဆုံးသက်သွားတဲ့ငွေတွေရှုံသွားတယ်အခုလည်းထပ်ပြီးတော့စီးတက္ကသိုလ်ကဖွင့်မလို့လုပ်နေပြန်ပြီဆိုဝေဆိုးလို့လည်းတက်လဲတက်နိုင်လုံးလား နော်ဘာမှလည်းပြင်းပြောက်လာတာမဟုတ်ပြည်သူရဲ့ပတ်စံတွေပဲကုန်ကုန်သွားတဲ့အနေထားပေါ့နော်နောက်တစ်တင်းတစ်ပုတ်ကတော့စကန်နဲ့ဒေသကြီးမင်းငယ်မျိုးနယ်မှာ PDF တွေကဦးစီးပြီးတော့ရွှေတွေတူးနေလို့ဒေသခံပြည်သူတွေကရွှေမတူးဖို့အတွက်ကန့်ကွက်ဆန္ဒပြပါတယ်မင်းငယ်မျိုးနယ်လောင်ပြည်ကြီးရွာပတ်ဝန်းကျင်မှာပေါ့ချင်းတွင်းမြစ်ကိုရွှေတူးနေတယ်အဲတော့ဒီရွှေတူးတဲ့အစီအစဉ်ကိုဒေသခံပြည်သူတွေကကန့်ကွက်နေတာဖြစ်ပါတယ်နောက်တစ်တင်းတစ်ပုတ်ကတော့ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့နဘူး ဲ့နှစ်ဘူးမှလည်းဒါတက်နှစ်တက်ရှိတယ်ပေါ့နော်ခမန်းငါလေးကိုငါလေးရှိတက်နှစ်တက်ကိုတက်မလေးလေးအဖွဲတွေထင်ပါတယ်သွားပေါင်းမိပြီပေါ့နော်အဲ့တော့အဲ့နေမြေတရောကိုရှင်းသွားတယ်မြားပတိုင်းတို့ဘာလို့အကုန်လုံးရှင်းသွားတယ်ရှင်းသွားရတဲ့အချိန်မှာအခုတော့နဘူးမှရှိတဲ့တက်တင်နဲ့သွားပေါင်းပြီဖြစ်ပါတယ်။ဘာပြောကရင်ပြည်နယ်မှာလည်းလူမျိုးတဖုံဝင်နေနေနဲ့အောင်မြင်မှုတွေဒါဇက်တရရှိနေတာတွေ့ရပါတယ်။နောက်တစ်နေ့ဘောကတော့ကချင်ပြည်နယ်တရင်နေဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်ဝိုင်းမော်ဗမော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ဒီတိုက်ပွဲတွေမှာစစ်ရှုံးနေတဲ့ KIA က တရက်တည်းဖားကတ်မှာလူအယောက်900လောက်ပေါ်တာဆွဲပါတယ်အခုလိုပေါ်တာဆွဲတဲ့နေရာမှာမင်းကလေးတွေပါပါဝင်တယ်လို့သိရပါတယ်အဲ့လိုပေါ်တာဆွဲတာကဆိုင်းအောင်မမုံဖားပြင်နတ်မော်ဆိုင်းအောင်ဒေသတွေမှာအများဆုံးပေါ်တာဆွဲတယ်လို့သိရပါတယ်နောက်တစ်နေ့ဘုတ်ကတော့လွန်ခဲ့တဲ့၃နှစ်ကစပြီးတော့ ရွှေဘူပီဒီယက၃နှစ်အတွင်းမှာသူတို့တရားကြော်တည်ဆုံးတယ်ပေါ့နော်၁၂၃ဦးတည်ဆုံးတယ်ဒီလိုတည်ဆုံးတဲ့သူတွေကတော့ခေတ်သစ်မီဒီယာရဲ့သတင်းထဲမှာတော့ပါဝင်လာမှာမဟုတ်ပါဘူးခင်ဗျာဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်း